မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျတော့ဆရာကဒီတနင်္ဂနွေသားသမီးမိတ်ဆွေတွေအတွက်မေလ15ရက်ကနေပြီးတော့22ရက်နေ့အတွင်းမှာတပတ်တာအတွင်းမှာဖြစ်ပေါ်လာမယ့်ကံကြမ္မာဟောစရံအကျင့်ကိုတားရုံနဲ့ဆွဲပြီးမှဖြစ်ပါတယ်ခင်ဗျဒါကြောင့်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဘေးပြာမှန်မြဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့ဥစ္စာပထမထောပနာပြုဆန္ဒပြုရင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့စိတ်ထဲမှာ မေတ္တာကြီးနဲ့ရာနဲ့ပတ်သက်ပြီးတော့တွေးခေါ်ကြံစားနေတာမျိုးအရှိန်ကြီးနဲ့ပတ်သက်လို့တွေးခေါ်ကြံစားနေတာမျိုးတွေလိုအပ်စဉ်းစားတွေးခေါ်နေတယ်မိမိအနေနဲ့ရည်စားမရှိသေးတဲ့လူငယ်တွေဆိုလို့ရှိရင်ရည်စားချစ်သူရည်စားငါဘလို့ဖူးစာပတ်နဲ့ရရင်ကောင်းမလဲဘလို့အိမ်အောင်ကြရင်ကောင်းမလဲဆိုတာမျိုးတမိရည်စားများအနေနဲ့ဆိုလို့ရှိရင်လည်းမိမိရဲ့ဟာလားဖူးစာပတ်ဟာဘလို့လူမျိုးလဲဆိုပြီးတော့တည်တည်ချာချာကိုစဉ်းစားတွေးခေါ်နေသောကာလကံမျိုးဖြစ်တယ်အိမ်အောင်ရှင်များဖို့ဆိုရင်လည်းမိမိတို့အနေနဲ့အိမ်အောင်ကြီးနဲ့ပတ်သက်လာဘာကြောင့်အဆင်မပြေခြင်းတွေဖြစ်ရသလဲသို့မဟုတ်လို့ရှိရင်အိမ်အောင်ကြီးနဲ့ပတ်သက်လို့ဘာ ကြောင့်ဝေးနေရတယ်ပေါ့ဒီလိုနားလည်မှုတွေဖြစ်နေတယ်ဆိုရဲအိမ်အောင်ကြီးနဲ့ပတ်သက်တဲ့မြစ်တရေးရာပတ်သက်တာတွေမှာအပြေရှားချိန်ဆတွေးခေါ်နေတော့ကံမျိုးဖြစ်ပါတယ်ခင်ဗျာအလုတ်ကအလုတ်ကိုင်းနဲ့ပတ်သက်ရင်တော့ လုပ်ငန်းအတွင်းမှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတတ်သောကာလဖြစ်ပါတယ်။ဒါကြောင့်လူလုံးရဲ့သားသမီးမိတ်ဆွေတွေနဲ့အလုံးနဲ့ပတ်သက်လာရင်အလုံးပိုင်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးအကဲတွေရဲ့ဖိအားပေးမှုလေးတွေနည်းနည်းလေးကြုံနေရတာမျိုးတွေဖြစ်စေလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အဆင်မပြေတာမျိုးနည်းနည်းလေးစိတ်ပန်းလူပန်းတာမျိုးလေးတွေကြောင့်အလုံးမှာ အဲကိုကဥစည်းဥဆောင်လုပ်နေရတာမျိုးဟိုနေရာလဲပါရဒီနေရာလဲပါရနဲ့စိတ်တွေမွန်းကြအိုက်နေတော့ကာလာဖြစ်တဲ့ဖြစ်ပါတယ်ခင်ဗျာလုပ်ငန်းအရာဓူအလုတ်ကင်နဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ယာဓူလုပ်ငန်းကင်နဲ့ပတ်သက်လို့အပြောင်းလဲအပြောင်းရွှေ့လေးတွေမှာတော့အားနည်းစီတာမျိုးလေးတွေဖြစ်ပေါ်နေတော့ကာလာဖြစ်တဲ့အထက်လူကြီးအကြီးအကဲတွေရဲ့အမြင်တော်မူလေးတွေဖြစ်နေတတ်တယ်ကိုပိုင်လုပ်ငန်းလုပ်နေတဲ့မိတ်ဆွေများစီးပွားရေးလုပ်ငန်းကင်နဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်တဲ့မိတ်ဆွေများဖို့ကတော့ ဒီကလာတာတော့တွေ့မှာဆိုရင်အလုံးနဲ့ရင်းနဲ့ပြည့်ရင်တာမျိုးလေးတွေအားနေပါတယ်ဘာကိုလှုပ်လို့တနည်းနည်းသမီးတွေကဒီအပတ်တာတော့တွေ့မှာတော့အပြိုင်ဆိုင်အတိုက်ခိုက်တွေများနေတတ်တဲ့အတွက်အဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့လုပ်ငန်းပြိုင်အလုပ်ပြိုင်တွေဒရီသားစင်နေပါဘာကိုဖြစ်ဖြစ်ကြိုတင်ဖွင့်ပြောတာမျိုးလေးတွေဟာအပြတ်သဘောကိုစောင့်ပါတယ်ယာတုလုပ်ငန်းကိုင်ကနေပတ်သက်ဖို့တိုးချက်ခြင်းထက်လက်ရှိရှိနေတဲ့အလုပ်ကိုအကောင်းဆုံးအဖြစ်ချချိန်ညှိပြီးတော့အထိန်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 လောက်တာပုံမှုအတာတော့ကာလဖြစ်ပါတယ်ကျမကြီး ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူး ကျမ်းမာရင်လည်းပတ်သက်လာရင်မိမိတို့အနေနဲ့စိတ်စိတ်ထဲမှာမပျော်တာမျိုးလေးတွေကြောင့်စိတ်ပန်းလူပန်းဖြစ်ရတာမျိုးလေးတွေကြောင့်ကျမ်းမာရင်လည်းပတ်သက်လာရင်စိတ်မောလူမောဖြစ်ရတာမျိုးဟိုနာကိုက်ဒီနာခဲတာမျိုးအိတ်မပျော်အတွေးလွန်တာမျိုးဒါလေးတွေကလည်းကျန်တာဆူဆူဝါးဝါမရှိလာပါဘူးကျမ်းမာရင်လည်းပတ်သက်ရင်တော့စိတ်ပျော်ရင်ကိုကျမ်းမာပြီးစိတ်ညစ်ရင်ကျမ်းမာရင်အလိုလိုစိတ်တက်ကြလာတတဲ့တို့မိမိရဲ့စိတ်ပေါ်မှာသာမူတည်တဲ့တို့ကျမ်းမာရင်ကဘာမှစိုးရင်စရာမရှိပါဘူးသို့တော့အဲလက်စစ်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလေးတွေယင်နေနဲ့ပတ်သက်တာဓာတ်တွေနဲ့ပတ်သက်တာမျိုးလေးတွေမှာကိုင်းတွဲကိုင်းအသုံးပြချတဲ့ တဲ့အခါမှာသတိထားပါနည်းနည်းအနည်းငယ်သတိထိခိုက်ချနာခြင်းမျိုးလေးတွေကျုံကတက်တော့လအပတ်တာဖြစ်ပါတယ်ခင်ဗျာငွေကြေး ငွေကြီးနဲ့ပတ်သက်လာရင်တော့လက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲတောင်းဆိုပါရရှိနိုင်ပါတယ်စတင်လှုပ်ဆောင်လို့ရတဲ့အလုပ်တွေရှေ့တို့ဆောင်ရွက်ပါငွေကြီးဆိုင်ရာကိစ္စတွေမှာတော့ဘာကိုဖြစ်ဖြစ်ကိုယ်ကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ဆောင်ရွက်ရင်အင်မတန်အားသာကောင်းမွန်ပါတယ်ထီကန်ဆန်းလို့ကောင်းတော့အပတ်တာဖြစ်ပါတယ်ငွေကြီးကိုင်ငန်းနဲ့ပတ်သက်လာတဲ့အခါလက်လွန်ထားတဲ့ငွေကြီးတွေဟာစုံတော့မလို့ဖြစ်နေတဲ့ငွေကြီးတွေသို့မဟုတ်ငွေကြီးနဲ့ပတ်သက်လို့ပြောဆိုတဲ့အခါမှာကိုကရဲရဲဝံ့ဝံ့နဲ့ကိုယ်ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ရင်အောင်မြင်ချင်းတိုးတက်ရှင်နဲ့ရရှိမယ်ဆိုတဲ့အပတ်တာဖြစ်တယ်ငွေကြီးကိစ္စနဲ့ပတ်သက်လာရင်ငွေဝင်လာတာမျိုးလေးကြုံရတတ်တယ်အဲဟိုရရှိ ရှားနေရှားတိုင်းတစ်ပါးပြည်ပခီးသွားနိုင်ငံရခခီးသွားနဲ့ပတ်သက်တာမျိုးလေးတွေဆိုလို့ရှိရင်လေဒီကာလအတော်ဒီမှာအရှိတို့ဆောင်ရလှုပ်ဆောင်ရင်ကောင်းမွန်တော့ကာလဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ပညာရေးကံဟာနည်းနည်းလေးဟိုဟို50 50ပဲမိဆွေတို့အနေနဲ့ကိုကိုယ်တိုင်အတတ်ပညာတစ်ခုခုကိုတင်ယူမယ်ဆိုလို့ရှိရင်လေမိဆွေတို့အနေနဲ့ဖြစ်ရှင်တဲ့ဆန္ဒလမ်းကြောင်းတွေကိုစတင်ဖောက်လုပ်ရန်ကောင်းသောအပတ်တာကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိဆွေတို့အနေနဲ့ဒီအပတ်တာအတော်ဒီမှာ အထူးသဖြင့်ခရီးသွားကိစ္စလေးတွေမှာအလွယ်လွယ်လျှော့လျှော့ဖြစ်တတ်တယ်။ရဝေးခရီးသွားနဲ့ပတ်သက်ရင်ကောင်းတယ်၊ပြည်ပနိုင်ငံခြားနဲ့ပတ်သက်ရင်ကောင်းတယ်၊နိုင်ငံခြားသားဘာသာရှားလူမျိုးရှားတွေရဲ့အကူအညီကိုရရှိတတ်သောကာလဖြစ်တယ်။တို့ရတွင်အလှဉ်စလို့ဆုံးဖြတ်တာမျိုးတွေဒေါသကိုရှည်တန်းတင်ပြီးလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေမှာတော့ဖြစ်နိုင်ရင်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာတော်တော်ကိုတတိပြုစင်ကြရမယ့်ကာလဖြစ်ပြီးတော့ကိစ္စရတခုခုကိုအလှဉ်စလို့ဆုံးဖြတ်တာမျိုးလေးတွေအလှဉ်စလို့ဒေါသနဲ့ဝန်ကနေတိုင်းကနေပေါက်ကွဲထွက်စေတဲ့လုပ်ငန်းလေးတွေကိုချိန်တိုဆောင်ရတာမျိုးလေးတွေမှာအားနည်းစေသောကာလဖြစ်ပါတယ်ခင်ဗျာ။ မိတ်ဆွေတို့အနေနဲ့အခွင့်အလမ်းကောင်းနေရရှိတတ်တယ်တည်ငောင်းနေကြာရတတ်တယ်အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရရှိတတ်တာမျိုးလုပ်ငန်းကိုင်နဲ့ပတ်သက်လို့အခက်အခဲအကြံ့ကြာတွေပေါ်လာရင်အမိမိတို့ရဲ့အထက်လူကြီးအကြီးအကဲအမျိုးသမီးတွေရဲ့အကူအညီတို့မဟုတ်မိမိရဲ့အမေအမအဆရှိတဲ့သူတွေနာနေအကြံစီရယူပြီးတော့လုဆောင်ရင်အဆင်ပြေခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာအတော့အဲရှစ်သူကြီးစားမရှိသူတွေရှစ်သူကြီးစားရရှိတတ်သောကာလဖြစ်ပါတယ်။တမီးစားများအနေနဲ့ကတော့အိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်တိုင်ပင်ထားတာမျိုးကပုံမကောင်းမှုန်ပြီးတော့အာသာစီပါလိမ့်ခင်ဗျာ အိမ်ဆောင်ရင်းနဲ့ပတ်သက်လာရင်ငကူကဝေးကွာနေတော့အိမ်ဆောင်ရှင်များဖို့အိမ်ဆောင်ရင်းနဲ့ပတ်သက်လို့ပြန်လဲစုံစည်းရတာမျိုးလေးပေါင်းဖက်ရတာမျိုးလေးကြုံတရင်ကောင်းကြားရတာမျိုးလေးကြုံရတတ်တယ်အဲသာသမီး ရေချားမိချားမှရှိတာမျိုးသသမိပညာရေးနဲ့ပတ်သက်လာရင်ဝမ်းသာစရာစိတ်ချမ်းသာစရာသတင်းလေးတွေလည်းကြားရတတ်တော့အပတ်တာ ကာလအပိုက်ချာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အအဝေးတနေရာကနေပြီးတော့အခွင့်လန်းကောင်းသတင်းကောင်းအခွင့်ရေးကောင်းတွေရရှိတတ်သလိုမိတ်ဆွေတို့အနေနဲ့မမြင်ရသောပဋ္ဌာန်းဆက်ပုံကိုယ်စက်တွေအခုညီထောက်ဖို့ကိုရရှိတတ်သောကာလဖြစ်ပါတယ်ဒီတစ်ပတ်တာအတော့တွင်မှာဘာကိုဖြစ်ဖြစ်အလင်းစလုံးမလုတ်ဖို့ထပ်မှာခြင်းနဲ့အကျိုးပေးသောကဏ္ဍအနေနဲ့၈ကဏ္ဍ၇ကဏ္ဍ သုံးကနန်းတွေဟာမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောအကြောင်းဟာအဝါရောင်အစိမ်းရောင် အကျိုးပေးကံကောင်းစေပါတယ်။ဘာကိုဖြစ်ဖြစ်အလင်းစလိုမလုပ်ပါနဲ့တတိထားစီရင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။မိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုအဲလှုပ်ဆောင်ဆောင်ရွက်တဲ့အခါမျိုးတွေကြားလို့ရှိရင်နဲ့မိမိတို့နဲ့လုပ်ငန်းကိုင်ကအလုပ်ကိစ္စတွေကိုပြောဆိုမှုတွေမတော်မီမှာမိတ်ဆွေတို့ရဲ့အောင်မြင်ခြင်းကိုအကြောင်းပြုပြီးတော့ခါကြတော့မိတ်ဆွေတို့အိမ်မှာရှိတဲ့ဂျေးစီကလေးတစ်ခုကိုသုံးချက်တီးတီးတီးပြီးတော့နော်အောင်မြင်ဖို့အတွက်အောင်ပြီးအောင်ပြီးအောင်ပြီးဆိုပြီးတော့ရွတ်ဆိုပြီးတော့သွားရင်လုပ်ငန်းကိစ္စအလုပ်ကိစ္စအဆင်ပြေအောင်မြင်သွားမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရအဆင်ပြေစီပြီးတော့ငွေကြီးကံအားကောင်းစီရန်ပြုလုပ်ရမယ့် ရေရီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ ဒီအပိုက်တာတော့ဒီမှာငွေကြေးကအားကောင်းစီပြီးတော့ပြုလုပ်ရမယ်ရေရရာနေနဲ့ဆိုရင်တော့ဘာမှမခက်ပါဘူးခလေးငယ်လေးတွေကိုရှုံကျင်ကျွေးတာမျိုးဝေကန်းတာမျိုးကုတို့လှုပ်ရှင်းဖြစ်မိတ်ဆွေတို့ရဲ့ညံ့နေတဲ့ကံလေးဟာတိုးတက်ကောင်းမွန်လာပါလိမ့်မယ်အပုံမှန်ဆိုရင်ဆီကတပတ်စာချော့ချော့နေတော့အဲတလားစာတွေပဲရိုက်ဖြစ်တော့ဒီတပတ်စာကိုဆီကအတိတ်ထန်နေပါလိမ့်အဲမပြီးတော့ဘူးပြည့်ပြည့်စုံစုံသိကျင်တော့ဆီရရဲ့အဲငါးလပိုင်းတော့တလားစာအတွင်းမှာတွားကြည့်လို့လိုအပ်ပါတယ်ဒါကတပတ်စာဆီကတားတော့နေအာယုံပြုနေဆွဲပြီးချင်းဖြစ်ပါတယ်ဒါကြောင့်တနေ့ဝင်လေတာဒီမိတ်ဆွေတွေဟာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ် အဲမိမိတို့အနေနဲ့လိမ္မော်ရောင်လေးပါတွေကိုအယောင်လိမ္မော်ရောင်တို့ထိုင်ထိုင်မှိုင်းမှိုင်းဖြစ်စေတဲ့အဲအယောင်လေးတွေကိုတတိထားဝစ်စင်သုံးဆွဲပေးပါရခင်ဗျာနော်အဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စီရန်အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေကို16ရက်နေ့မှာဖြစ်စီ20ရက်နေ့မှာဖြစ်စီလှုပ်ဆောင်ပါရတယ်ဘာကိုလှုပ်လို့မိတ်ဆွေတို့အနေနဲ့22ရက်နေ့နဲ့21ရက်နေ့ကိုတော့တတိထားစင်ရင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရခင်ဗျာယေစုတမန်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီအဖတ်တာတော်တွေမှာအဆက်ဆက်ရရအောင်မြင်တိုးတက်ကြပါစေခင်ဗျာ အဲတေချာတာကတော့စိတ်သက်တော့မကြပါနဲ့တနင်္ဂနွေတွေဟာရေဘူးအပြင်၅လပိုင်းကတော့ညံ့တယ်လို့သတ်မှတ်ထားလို့ရပါတယ်ခင်ဗျာဒါလေးတခုကိုလည်းမိတ်ဆွေတို့သတိပေးပါရစေခင်ဗျာအထူးသဖြင့်တနင်္ဂနွေသားသမီးတွေတို့မဟာဘုတ်တိကျွန်းဘွားတို့28ရက်တို့29ရက်နေ့တို့မိတ်ဆွေများအထူးသတိထားဖို့လိုအပ်ကြောင်းနဲ့ဖြစ်နိုင်ရင်ဘာလို့ဖြစ်ဖြစ်စတင်မလုပ်ဆောင်မှုလိုအပ်ကြောင်းလေးဆရာက ထက်လောင်းပြောကြားလိုပါတယ်ခင်ဗျာယေစုတင်ပါတယ်ဆရာငယ်ပါဆရာငယ်နာပြည့်တယ်မိချင်း0933ညာ0933လေးတက်လျှောက် WhatsApp Telegram မှာဖြစ်စေ Viber မှာဖြစ်စေဆက်သွယ်မိများနိုင်ကြောင်းနဲ့ဆရာ TikTok Messenger မှာဗီဒီယိုမဟုတ်ကြောင်းပြောရင်ကဲတနင်္ဂနွေတာသမီးလေးအားလုံးအောင်မြင်မှုအပေါင်းတရဖူးစောင်းကြပါစီခင်ဗျာ